မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲတရင်ကတော့တနင်္လာရီတိုင်းပလောမြို့နယ်ထမင်းမဆာချေးရွာမှာတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ10ရက်နေ့မနက်9နာရီအချိန်ကပလောမြို့နယ်ထမင်းမဆာချေးရွာမှာအင်အား40ဝန်းကျင်နဲ့တက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ခလာရ280တပ်ရဲ့အမတ်309တပ်ရင်အမတ်စနစ်တက်မတော်လေ့ကျင့်ရေးတင်နန်းကြောင်းတပ်ဖွဲ့ဝင်များကိုတော်လိုင်းအေးပူးပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ အင်းအား40လောက်ရှိတဲ့စခန်းမှာထွက်ပြေးတာတွေလည်းရှိတယ်၊သေးတာတွေလည်းရှိပါတယ်။ထွက်ပြေးတာကများတယ်။စရင်အတိအကျတော့ပြောလို့မရဘူးလို့ KNU ရဲ့ ဘိတ်တဝဲခရိုင်အတွေ့အမှုစိုးရဲနာကရှင်းပြထားပါတယ်အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများအုံပြုတဲ့လက်နက်တလန်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်အလားတူပဲမကွေတိုင်းပွင့်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သား19ဦးသေဆုံးခဲ့တယ်လို့ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်စက်တင်ဘာလ6ရက်နေ့မှာပွင့်ဖြူဝါဆိုင်ပြိုးရေးတပ်ကစစ်သားများနဲ့ပြူစော်တီများပါဝင်တဲ့ အင်အား30ခန့်ပါတဲ့စစ်ကြောင်းဟာကြောင်ကုန်းကြီးကျေးရွာမှာအင်အားစုဖွဲ့ပြီးတော့မဒဲကျေးရွာမြောက်ဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေ၄နာရီလောက်မှာမဲဆလီရဲစခန်းကနေအင်အား80လောက်နဲ့စစ်ကြောင်းဟာမဒဲကျေးရွာဖုံကြီးကျောင်းကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွဲမှာစစ်ခွေးတွေဘက်ကအထိနာပြီးတော့ထွက်ပြေးဆုတ်ခွာနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကထပ်မံပြီး ော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလောမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ခွေးဘက်က14ဦးသေဆုံးသွားတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပြီးတဲ့နောက်ည9နာရီခန့်မှာပွင့်ဖြူမြို့နယ်တမာဆန္ဒ နာရီကားများလူနာတင်ကားများနဲ့စစ်ခွေးတွေရဲ့အလောင်းများနဲ့ဒဏ်ရာရရှိတဲ့စစ်ခွေးတွေကိုလရောက်တဲဆောင်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေတဲ့စရင်ကတော့ဒီထက်ထက်တိုးနိုင်ပါတယ်။ဒီကောင်တွေကလူနာတွေကိုနာရီကားနဲ့တဲသွားတာဆိုတော့နောက်ပိုင်းကအတီးပြုတ်ဖို့ခက်တယ်။တိုက်ပွဲနှစ်ကြိမ်အတွင်းမှာစစ်ခွေး16កောင်တိတ်ဆုံးသွားပါတယ်။လက်နက်တွေတော့သိမ်းဆီးရမိတာမရှိပါဘူးလို့ပွင့်ပြုံမြွနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်အဖွဲ့ပကဖပွင့်ပြုံပွင့်ပြုံကာကွယ်တပ်လိုကောနဲ့မင်းဘူးခဲပကဖတို့ကပူးပေါင်းတိုက်ခတ် က်ခဲ့ကြတယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွဲစစ်ကြောင်းထိုးလာပါကသတိပြုသွားလာနေထိုင်ကြရန်နဲ့တိုက်ပွဲဖြစ်ပွားရာနေရာများအနီးမှာသွာလာခြင်းမျိုးမပြုလုပ်ကြရန်ပွင့်ပြင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိအပြေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်ဝတ်တိုးကျေးရွာကနေကာဘိုးကျေးရွာကိုကင်းလှည့်လာတဲ့စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးသွားပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ10ရက်နေ့မနက်6နာရီခွဲအချိန်ကမှကံဘလူမြို့နယ်ဝတ်တိုးကျေးရွာကနေကာဘိုးကျေးရွာကိုကင်းလှည့်ရန်ထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးများနဲ့ပြူစောထီ18ဦးကိုဝတ်တိုးရွာနဲ့ကာဘိုးရွာကြားအရောက်မှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး9ဦးသေဆုံးကကာပိုင်တနက်နှစ်လက် MA1 တနက်တလက် G3 တနက်တလက်နဲ့ပြောင်းချောတနက်တလက်တို့ကိုတိတ်ဆိတ်ရမိခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စိတ်ခွေးတည်တဲ့စရင်ကထတ်တိုးတည်တာမျိုးတော့မရှိပါဘူးလက်နဲ့ခဲရန်နေပဲတင်းစီရမိတာပါကျွန်တော်တို့အဖွဲ့တွေတော့အထီးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုကံဘလူလှှရှားအဖွဲ့ပကဖာရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖာတန်းဆယ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းဒီပဲရင်မြို့နယ်မှာလေရင်နဲ့ကျဲချပေးတဲ့ရိတ်ခါတုံးများကို လာကောက်တဲ့အကြမ်းဖက်စစ်ခွေးများကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်က၃ဦးသေဆုံးခဲ့ကြောင်းအဖြူရောင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။စက်တဘာလ9ရက်နေ့ညနေ9:00လောက်မှာကံပြားချေးရွာနယ်ဒီဘဲရင်မြို့ကျားမှာရှိတဲ့လက်တံမူလေခွင်းမှာလေရင်နဲ့ကျဲချပေးတဲ့ရိခါတို့များကိုလာကောက်တဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုဟာတနအိကျော်ချမ်းမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်က၃ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့သိရပါတယ်။ တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ဒေါ်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတေတဲ့စီးရင်ကတော့အခုချိန်ထိဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။အင်အားကတက်စိတ်နှစ်စိတ်စာအင်အား20လောက်ပဲရှိတယ်။ကျွန်တော်တို့ခဲယမ်းများများတုံးနိုင်ရင်လက်နဲ့တက်ကောက်လို့ရတဲ့အခြေအနေရှိပါတယ်။ ကံပြားကြီးရွာနဲ့ဒီဘေးရင်မျိုးဂျားကလက်တံမူလေခွင်းထဲမှာတိုက်ပွဲဖြစ်တာလေရင်နဲ့ရိတ်ခါဒုတ်တွေကိုသူတို့တီနေရာကိုချတာဒါပေမဲ့သူတို့စီမရောက်ဘဲနဲ့လေခွင်းတွေဘက်ကိုကြတာလို့အဖြစ်အောင် DPY အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုဒီဘေးရင်တိုက်နယ်တက်လှုပ်ရှားအဖွဲ့များဖြစ်တဲ့အဖြစ်အောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်ချိန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ A2K ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ James Bond ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းကနေရခိုင်ကို73စီများစေဝါနဲ့ရိတ်ခါများလက်ပေးလက်ယူပြီးတော့တင်ပို့ခဲ့တဲ့အမှုမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တော့လေနေလုံးဝင်ကြီးဟောင်းဘုံမူကြီးမုံမင်းနိုင်အေးအေးမခံရဘဲနဲ့လွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမူကြီးမုံမင်းနိုင်ဟာ AOD တိုင်းနေလုံးဝင်ကြီးအဖြစ်2022ခုနှစ်ဩဂတ်လကနေ2025ခုနှစ်ဩဂတ်လ1ရက်နေ့အထိ သုံးနှစ်တိတိတာဝန်ထမ်းဆောင်ခဲ့ပြီးတော့၎င်းရဲ့တာဝန်ထမ်းဆောင်တဲ့ကာလအတွင်းမှာလွတ်ပြေးလည်ယူမှုများအာဏာအလွဲသုံးစားလုပ်မှုများအကျင့်ပြတ်ခြားစားမှုများကို အကြီးအကျယ်ကျူးလွန်ခဲ့တော့လေအရေးယူခြင်းမခံရဘဲလွတ်မြောက်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတပ်ကအခုနှစ်ဩဂတ်လ၁ရက်နေ့မှာအေယာဝတီတိုင်းနယ်လုံဝင်ကြီးဘုံမူကြီးမုံမင်းနိုင်ကိုတပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကိုယာဒူးချပြောင်းရွှေ့လိုက်ပြီးတော့၎င်းရဲ့နေရာမှာဘုံမူကြီးခန့်မွန်ဆွေကိုအစားထိုးခန့်အပ်လိုက်တယ်လို့သိရပါတယ်။၂၀၂၄စက်တင်ဘာလ9ရက်နေ့မှာစက်သုံးစီများဈေးဝါအပါဝင်ကုန်ပစ္စည်းများကိုရခိုင်ကိုပို့ရန်လက်ငွေယူပြီးတော့ခွင့်ပြုခဲ့တယ်ဆိုပြီးတော့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလိုင်စစ်ဦးစီးဗိုလ်မှူးကြီးအောင်ဆန်းလွင်ဒုဗိုလ်မှူးကြီးကျော်စွာထွန်းဒုဗိုလ်မှူးကြီးမျိုးစုံအောင်အပါအဝင်အရာရှိ6ဦးကို အကြမ်းဖက်စစ်ခွေးတပ်ကတပ်တွင်းစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမှုတွဲမှာနယ်လုံးဝင်ကြီးဟောင်းဗိုလ်မှူးကြီးမိုးမင်းနိုင်ရဲ့လက်မှတ်နဲ့ရခိုင်ပြည်နယ်အတွင်းကိုကုန်ကားများဝင်ရောက်ခဲ့ပြီးတော့လက်ပေးလက်ယူမှုမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တော့လေအရေးယူခံရမှုကနေပြီးတော့လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇွန်လလမှာတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စိုးလွင်ဗိုလ်မှူးကြီးအောင်ဆန်းလွင်အပါအဝင်ရရှိကြီးများကိုတသက်တကျွန်းထောင်တန်းနဲ့နှစ်ရှည်ထောင်တန်းများကိုချမှတ်လိုက်တယ်လို့သိရပါတယ်။ဒုဗိုလ်မှူးကြီးကျော်စွာထွန်းကိုတော့စစ်ခုံရုံး ကပေရန်ချမှတ်လိုက်တယ်လို့သိရပါတယ်အဲ့ဒီလက်ပေးလက်ယူမှုမှာ AR တိုင်းနယ်လုံးဝင်ကြီးဟောင်း ဗိုလ်မှူးကြီးမိုးမင်းနိုင်ဟာအမှုရဲဖြစ်တော်လေ ARD တိုင်းဝင်းကြီးချုပ်တင်မောင်ဝင်းကအကာအကွယ်ပေးမှုစစ်ကောင်စီရဲ့ထိပ်ပိုင်းကဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကအကာအကွယ်ပေးမှုတွေကြောင့်လွတ်မြောက်သွားခဲ့ရတယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးမိုးမင်းနိုင်ကဗိုလ်မှူးဟောင်းအောင်အောင်နဲ့အလုတ်တင်ဗိုလ်အပတ်စဉ်24တပတ်စဉ်နဲ့အတူတူဆင်းတာဗိုလ်မှူးဟောင်းအောင်အောင်ဆိုတာကအခုစစ်ကောင်စီမှာထိပ်တန်းဗိုလ်ချုပ်တဦးဖြစ်နေတဲ့ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ရဲ့ညီအရင်းဖြစ်ပြီးတော့ပသိမ်မှာ Royal Lake Amusement Park ရဲ့ပိုင်ရှင်ပေါ့သူကပသိမ်မှာအခြေပြုပြီးတော့စီးပွားရေးတွေတောင်းကြနေတာ သူ့ရဲ့ Royal Lake မှာနေလုံးဝင်ကြီးဟောင်းဘုံမူကြီးမုံမင်းနိုင်တဲ့ဘုံမူဟောင်းအောင်အောင်တို့ကစီးပွားရေးသမားတွေတွေ့ဆုံဖို့သူ့စီမှာဘုတ်ကင်ယူရတယ်လက်ပေးလက်ယူမှုတွေမှာဘုံမူကြီးမုံမင်းနိုင်ပါခဲ့ပေမဲ့ ်ရာထူးလောက်ပဲပြောင်းပြီးတော့မပြုတ်သွားတာကဝင်းကြီးချုပ်နဲ့ဒူဘိုချုပ်ကြီးမင်းနိုင်ကအကာအကွယ်ပေးနေလို့ပါလို့စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ဘုံမူဟောင်းအောင်အောင်နဲ့ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်တို့ညီကိုနှစ်ဦးဟာပြင်းလွင်စေတက်ကတက်ချက်ကြီးတို့ရဲ့သားများဖြစ်ကြပြီးတော့ဒုဗိုလ်ချုပ်ကြီးမင်းနိုင်ဟာစစ်ခွေးတက်ရဲ့အမျိုးသားညီညွတ်ရေးနဲ့ငြိမ်းချမ်းမှုညှိနှိုင်းရေးကော်မတီ NSPNC အတွင်းရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်ရဲ့ထိတ်တန့်အရှိကြီးတဦးဖြစ်တယ်လို့သိရပါဗျ။နေလုံးဝင်းကြီးဟောင်းဘုံမူကြီးမုံမင်းနိုင်ဟာရာထူးအပြောင်းမခံရခင်တိုင်းစီပင်ညှို့မှုအောင်ကျော်ဆုံးတဲ့အတူနန်းစီဒီယမ်အရှိနဲ့ဝန်ထမ်းပေါင်း100ထံကနေပြီးတော့လက်ငွေများကိုရယူပြီးတော့ဌာနအပြောင်းလဲများကိုလုပ်ပေးခဲ့တယ်လို့သိရပါဗျ။ဒူဦးစီးမှု52ဦးကိုလည်းပတ်စံရနိုင်တဲ့ဌာနများကိုငွေယူပြီးတော့အပြောင်းလဲတွေလုပ်ပေးခဲ့တယ်လို့သိရပါဗျ။ဘုံမူကြီးမုံမင်းနိုင်နဲ့ AOD တိုင်းစီပင်ညှို့ကြရေးမှုဦးအောင်ကျော်ဆိုးကတိုင်းဒေသကြီးဝန်ထမ်းပေါင်း100နီးပါးကို ပတ်စံပေးနိုင်တဲ့သူတွေနဲ့သူတို့နဲ့ပတ်သက်တဲ့သူတွေကိုမြို့ကောင်ဌာနကောင် နေရာကောင် ်ဂွင်ကောင်းတွေမှာပြောင်းရွှေ့ပေးခဲ့ပါတယ်ဒူးဦးစီးမူ52ဦးကလည်းသူတို့ကိုပတ်စံပေးပြီးတော့နေရာကောင်းတွေရခဲ့ကြတယ်အဓိကလှုပ်ပေးတဲ့သူကတော့ဘုံမူကြီးမုံမင်းနိုင်ပါလို့တက်တွင်းသတင်းရင်းမြစ်ကပြောပါတယ်ဒါအပြင် AWD တိုင်းမှာအကောင့်ထဲပေါ်ခဲ့တဲ့ Greenland City စီမံကိန်းမှာလည်းဘုံမူကြီးမုံမင်းနိုင်ကလက်ငွေယူပြီးတော့အင်အားစီမံကိန်းများကိုလဲမြေကိုအခြားသုံးဆွဲခွင့်မကြမီခွင့်ပြုခဲ့တဲ့အပြင်အဲ့ဒီအင်အားစီမံကိန်းမှာမြေကွက်၅ကွက်ကိုရယူသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့လာစဉ်စစ်မှုထမ်းခြေကောက်ခံနေတဲ့ အုတ်ချုပ်ရေမူထွန်းသိန်းကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့ည9:00နာရီခွဲအချိန်ကမှအုတ်ဖို့မြို့နယ်ကန်တာယာရွာမှာနေထိုင်တဲ့ကန်တာယာရွာအုတ်စုအုတ်ချုပ်ရေမူထွန်းသိန်းနဲ့ပြူစောဒီခေါင်းဆောင်လှရွှေတို့စကားပြောနေတဲ့အချိန်တာယာဝရီခဲတရင်383ညနဲ့တခွဲငါ Black Tiger ပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲပေါ်များကတွားရောက်ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုတိုက်ခတ်မှုအတွင်းမှာ အုတ်ချုပ်ရေမူထွန်းသိန်းဟာပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပြီးပြူစောတီခေါင်းဆောင်လှရွှေဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။အုတ်ချုပ်ရေမူထွန်းသိန်းရဲ့နေအိမ်ကနေလဲစစ်မှုထမ်းစာရွက်များနဲ့အခြားသောစာရွက်စာတမ်းများကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များကမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့အုတ်ချုပ်ရေမူထွန်းသိန်းဟာအကြမ်းဖက်စစ်ခွေးတွေရဲ့အမာခံတောက်တိုင်ဖြစ်ပြီးတော့ပြည်သူလူထုကိုဖိနှိပ်ရန်ပြူစောတီခေါင်းဆောင်များကိုအမိန့်ပေးခြင်းအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာပြူစောတီအဖွဲ့များလုံခြုံရေးယူကြရန်ဖိအားပေးပြောဆိုခြင်း တောင်သူများကိုစိုက်ပျိုးစရိတ်ချင်းဝင်များအတင်းကျပ်ဆက်ခိုင်းပြီးတော့မဆက်ပါကစစ်တပ်ကိုခေါ်ပြီးတော့ဖမ်းခိုင်းမယ်လို့ချင်းချောက်ချင်း စစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေငွေချင်းများအတင်းကျပ်ကောက်ခံခြင်းပြည်သူများစစ်မှုထမ်းရန်အတင်းကျပ်စူးစောင်းခြင်းများကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ကြီးနဲ့ပြူစောဒီခေါင်းဆောင်လှရွှေတို့စကားပြောနေတာကိုဝင်းပြစ်တာအုတ်ကြီးထွန်းသိမ့်ရဲ့ခေါင်းကိုကြီးစံသုံးချက်မှန်ပြီးသေးတယ်ပြူစောဒီခေါင်းဆောင်လှရွှေကတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်စစ်မှုထမ်းရမယ့်လူငယ်တွေရဲ့နာမည်ပါတဲ့စာရွက်စာတမ်းနေနဲ့အခြားသောစာရွက်တွေအုတ်ကြီးအိမ်မှာတွေ့လို့မီးရှို့ရှင်းလင်းလိုက်ပါတယ်အုတ်ကြီးကိုရှင်းပြီးတော့ရဲဘော်တွေပြန်ဆုတ်တော့ ်ထွက်ပြေးသွားတဲ့ပူစောဒီခေါင်းဆောင်လှရွှေကစိတ်ခွေးတွေစီဖုံးဆက်အကြောင်းကြားလို့လက်နက်ကြီးနှလုံးနဲ့စိတ်ခွေးတွေကရွာထဲကိုလှမ်းပစ်တယ်တော်လိုင်းရဲဘော်တွေတော့အထိကိမရှိဘဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်အဲ့ဒီအုပ်ကြီးကခေဆက်ဆက်စစ်တပ်ထောက်တိုင်လှုပ်လာပြီးတော့ပြည်သူတွေကိုဖိနှိပ်နေတဲ့ကောင်းမှာအခြားအုပ်ကြီးနဲ့ပူစောဒီတွေကိုလည်းပြည်သူတွေဖိနှိပ်ရမယ်ဆိုပြီးတော့သူက ခိုင်းနေတာလို့ Black Tiger ပျောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမူးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချက်ဖတ်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူ၅ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၄ရက်နေ့ညနေ6နာရီခွဲအချိန်ကမှာအချက်ဖတ်စစ်တပ်ရဲ့ခမရ3-5တဲခလာရ60တိုက်ရဲများကစစ်ခွေးများကမူးမြို့နယ်မှာရှိတဲ့ ဖိုးတောင်စုဂျေးရွာအတွင်းကို120မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာဂျေးရွာနေပြည်သူအသက်55နှစ်အရွယ်စောရွှေလူအသက်50အရွယ်စောပွေးပွေးတို့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင်လက်နက်ကြီးကြီးစားထိမှန်ပြီးတော့အသက်58နှစ်အရွယ်စောခင်လာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နွားနှစ်ကောင်လည်းထိမှန်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်မှုကြောင့်နေအိမ်များပျက်စီးသွားတဲ့အပြင်ပြည်သူများလည်းထိတ်လန့်ကြောက်ရွံ့မှုများစွာနဲ့နေထိုင်နေရတယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းမလိုင်မြို့နယ်အနောက်တောင်ကျမ်းမှာရှိတဲ့ကျေးရွာများကိုလည်းစစ်ခွေးတပ်ကစက်တပ်လေထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။စက်တဘာလ9ရက်နေ့ည7:20မိနစ်ခန့်မှာ အကြမ်းမစစ်ကွေးတပ်ရဲ့မိထီလာ၄တပ်ကနေတက်လာတဲ့စစ်တပ်၄ထီးများဟာမလိုင်မြို့နယ်အနောက်တောင်ကျမ်းမှာရှိတဲ့ကျေးရွာများကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲအကြမ်းမစစ်ကွေးတပ်က၄ချောင်းတိုက်ခိုက်မှုများနေ့စဉ်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မလိုင်နဲ့တောင်သာမြို့နယ်တွေမှာစစ်ခွေးတွေကညဘက်ဆိုရင်လေချောင်းတိုက်ခိုက်မှုတွေနေတိုင်းလုပ်နေလို့ပြည်သူတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာပေါ့ရွာထဲမှာပြည်သူတွေမအိပ်ရဲတော့တဲ့အခြေအနေဖြစ်နေပါပြီ ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ကိုစစ်ခွေးတွေကနေတိုင်းလိုလိုဘုံတွေကျဲနေတာလို့ဒေတာရင်းသတင်းအင်းမြစ်ကပြောပါရယ်လက်တလုံးမလိုင်မြို့နယ်အတွင်းမှာစစ်ခွေးတပ်ကစစ်ကြောင်းထိုးရန်ပြင်ဆင်မှုများရှိနေပြီးမလိုင်မြို့ကိုအဓိကအခြေပြုစစ်စင်ရေးလုပ်ရန်ပြင်ဆင်လျက်ရှိတယ်လို့မလိုင်မြို့ကကင်းထောက်သတင်းအင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြေးရွာလေးရွာကိုမိရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်အလုံးတရာကျော်ပျက်ကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ12ရက်နေ့ကနေ25ရက်နေ့အထိတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များ14ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားအလောင်းနှလောင်းနဲ့ MA4 တနက်တလက် MA1 တနက်တလက်တင်းစီရရှိခဲ့ပြီးတော့စစ်မှုထမ်းတပ်သား6ဦးကိုလည်းအရှင်ဖမ်းဆီးရမိကထိခိုက်ဒဏ်ရာရရှိသူတွေအများပြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာတိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အတွက်ကြောင့်မိုင်းရွှေကုန်းနဲ့စော်ဖျားရွာကိုဩဂတ်လ21ရက်နေ့နဲ့22ရက်နေ့တွေမှာဝင်းအောင်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဇက်တိုက်မိရှို ဖျက်ဆီးခဲ့က နေအိမ်အလုံး80ကျော်မီးလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်အချမ်းဘတ်စစ်ခွေးစစ်ကြောင်းဟာတော်လန်အတိုင်းတရချောင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်မနေ့ကစက်တင်ဘာလ9ရက်နေ့မှာတင်းကျုံရွာနဲ့ရန်တောင်ချေးရွာတို့ကိုဝင်ရောက်စီးနှင်ခဲ့ပြီးတော့ရန်တောင်ချေးရွာကနေအိမ်အလုံး30ကျော်နဲ့တင်းကျုံရွာကနေအိမ်10လုံးတို့ကိုထပ်မံပြီးတော့မီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကတရချောင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာနေတာ သူတို့တော်လန်းတွေကနေသွားတာဆိုတော့တော်တော်နဲ့ပြန်မရောက်သေးဘူးစစ်ခွေးစစ်ကြောင်းကဒီကောင်တွေဖြတ်သွားတဲ့လမ်းတောက်လျှောက်ကရွာတွေကိုဝင်းအောင်စီးနှင်းပြီးတော့မီးရှို့ဖြတ်စီးနေတာတိုက်ပွဲမှာလည်းစစ်ခွေးတွေကအထိနာတော့ပြည်သူတွေဘက်ကိုမဲပြီးတော့တိုက်နေတာပေါ့စစ်ခွေးတွေမီးရှို့လို့နေအိမ်အလုံးတရာကျော်မီးလောင်ပြကျသွားပါတယ်လို့ဒေတာရင်းစီရင်သတင်းအေးမေကအတည်ပြုပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းမှာတရချောင်းမြုံနဲ့အခြေစားခမရ403ခမရ404နဲ့ခမရ405တိုင်ရင်းကစစ်ခွေးများပါဝင်ပြီးတော့၎င်းတို့ဖြတ်တန်းသွားရလက်တလျှောက်မှာရှိတဲ့ဂျေး ွာများကိုလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်သွားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း